ီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စောင်းရီကူနဲ့သူ့ရဲ့သမီးတို့နေထိုင်တဲ့စိုးမြို့တော် Samsung တောင်အရက်ကစံအိမ်ကိုအစိုးရရုပ်ရှင်မင်းသမီးကံမင်ကျွန်းကလက်ပတ်အိတ်ဆက်ခဲ့ရမှာပြိတ္တများဟာစောင်းရီကူရဲ့စံအိမ်အတွင်းပိုင်းညီခွင်းတွေကိုပထမဆုံးကြိမ်အဖြစ်ညီတွဲခွင့်ရတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကိုရီးယားရုပ်ရှင်ကျယ်ပွင့်စောင်းရီကိုရဲ့စံအိမ်အတွင်းပိုင်းညင်ခွင်များကိုပြိတ္တများကပထမဆုံးအကြိမ်တွေ့ခွင့်ရတာပဲဖြစ်ပါတယ်။ ဒါပေဂျီဟုခေါ်တဲ့နှစ်ယောက်တွဲဂီတဂျူအိုမှာအဆိုတော်ရုပ်ရှင်မင်းသမီးကယ်မင်ဂျူးကစောင်းအိတ်ကိုရဲ့ဆန်အင်ကိုအလဲပတ်သွားကညှိတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ကယ်မင်ဂျူးကစောင်းအိတ်ကိုရဲ့ဆန်အင်အတွင်းပိုင်းဗီဒီယိုကိုရိုက်ကူးပြီးတော့သူ့ရဲ့ YouTube Channel မှာပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကလွှင့်တင်ခဲ့ပါတယ်။အဆိုပါဗီဒီယိုကိုကယ်မင်ဂျူးကပတ်တူးနော်မီစောင်းအိတ်ကိုဘလော့လို့နာမည်ပေးထားပါတယ်။ ။စောင်းရည်ကူရဲ့နေ့စဉ်နေတိုင်းဖြတ်တန်းတဲ့ဘဝကိုတဘာဝအတိုင်းရိုက်ကူးမှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်။မင်ဂျူကဗီဒီယိုမှာရိုက်ကူးဖော်ပြထားတာကတော့စောင်းရည်ကူနဲ့မင်ဂျူတို့ကအသားငယ်ဆိုင်တစ်ခုကိုတွားခဲ့ကြပြီးတော့အတူတကွစားတောက်ကြပြီးတဲ့နောက်မှာစောင်းရည်ကူရဲ့အိမ်ကိုပြန်လာကြပါတယ်။အိမ်ကိုရောက်တဲ့အခါမှာစောင်းရီကူရဲ့ချစ်ရတဲ့သမီးလေးဖြစ်သူရူဘီအမည်ရှိတဲ့ခွေးမလေးကစောင့်ကြုံနေပါဗျ။စောင်းရီကူကသမီးလေးရူဘီကိုရေချိုးပေးနေပါဗျ အဲ့ဒီနောက်စောင်းရင်ကူနဲ့မင်းကျူတို့နှစ်ဦးဟာညစာစားကန်းထဲမှာဝိုင်ထပ်တောက်ကြပြန်ပါတယ်။ဝိုင်တောက်ပြီးတဲ့အခါမှာအိတ်ခမ်းထဲမှာအိတ်ဆက်ဖို့အတွက်ပြင်ဆင်ကြပါတယ်။အဲ့ဒီနောက်သွားတိုက်ညနာတက်ကြချိန်မှာစောင်းရင်ကူကအရှုံးဖောက်ပါတယ်။ဒီမြေခွေးကိုတယောက်ယောက်သာတွေ့သွားရင်ငါတို့နှစ်ယောက်တွဲနေတယ်လို့ထင်သွားလိမ့်မယ်လို့စောင်းရင်ကူကရေမောင်းနဲ့ပြောပါတယ်။စောင်းရီကူကမင်းကျူအားတမိုးကြီးစကဲကဲထုတ်ကုန်မရပေးရ။နင်ဒါရီအများကြီးလိမ့်ထားလား။ဒါရီကဈေးအရင်ကြီးတယ်မဟုတ်ဘူးလားလို့ မင်းကျူးကတန့်တော်ပြောပါတယ်။အဲဒီနောက်မှာမင်းကျူးဟာပထမတက်ကိုဆင်းလာပြီးတော့စောင်းရီကူရဲ့ခွေးမလေးရူဘီနဲ့ချိန်ဖြုံးပါတယ်။လှေကားဘေးကကြဲပြောတဲ့ကွက်လက်ကိုဗီဒီယိုဖိုင်ကြည့်ရှုရသူတိုင်းစိတ်ဝင်စားကြပါတယ်။နောက်ပိုင်းမှာစောင်းရီကူတို့နှစ်ဦးကညစာစားခဲ့ကြပြီးတညအိတ်နှစ်ရက်ဗီဒီယိုမှတ်တမ်းကိုအဆုံးသတ်လိုက်ကြပါတယ်။အခုဗီဒီယိုမှတ်တမ်းမှာစောင်းရီကူရဲ့ နေအိမ်တွင်းမြင်ကွင်းများကိုပြည်သက်များကပထမဆုံးတွေ့မြင်ကြရတာပဲ ဖြစ်ပါတယ်။စောင်းရီကွေးနေအိမ်မှာပြီးခဲ့တဲ့2024ခုနှစ်ကဆောက်လုပ်ခဲ့တဲ့အိမ်အစ်စ်ဖြစ်ပြီးတော့စိုးမျိုးရဲ့လူကုန်တန်ရက်ွက်ဖြစ်တဲ့ဆန်ဆောင်တုံရက်ွက်မှာတည်ရှိရပဲဖြစ်ပါတယ်။စောင်းရီကိုက2015ခုနှစ်အတွင်းမှာဝယ်ယူခဲ့တာဖြစ်ပြီးဝယ်ယူခဲ့ခြင်းကရခိုင်အိမ်ဟောင်းတစ်လုံးပါပါတယ်။အဆိုပါအိမ်ကို2022ခုနှစ်မှာဖြိုချလိုက်ပြီးအစ်စ်ပြန်လဲဆောက်လုပ်ခဲ့ရပြီးခဲ့တဲ့2024ခုနှစ်မေလမှာပြီးစီခဲ့ပါတယ်။ ။အဲ့ဒီအချိန်ကလေးကအဆိုပါနေအိမ်မှာစောင်းရင်ကိုနေထိုင်နေရပဲဖြစ်ပါတယ်။စောင်းရင်ကိုနေအိမ်မှာမြေအောက်ထပ်တစ်ထပ်နဲ့ညီပေါ်နှစ်ထပ်ပတ်ဝန်းကျင်သိရပါတယ်။ ီနေ့တင်ဆက်ပေးတဲ့သတင်းလေးကတော့စောင်းရီကုနဲ့သူ့ရဲ့သမီးတို့နေထိုင်တဲ့စိုးမြို့တော်ဆန်ဆောင်တုံအရက်ကဆန်အိမ်ကိုအဆိုတော်ရုပ်ရှင်မင်းသမီးကံမင်ကျူးကလက်ပတ်အစ်ဆက်ခဲ့တဲ့အခါမှာပြိတ္တများကစောင်းရီကုရဲ့ဆန်အိမ်အတွင်းပိုင်းမြင်ကွင်းလေးကိုပထမဆုံးမြင်တွေ့ခင်ရတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့တဝူးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ထားပေးကြပါနော်။